တန်ရပယ်စီဧပြီလ27ရက်တနင်္လာနေ့ညနေခင်းရုပ်သက်သတင်းတွေကိုပြန်လည်တင်ဆက်ပေးပါရောင်းမယ်ဒီကနေ့မှာတော့မိုးပြင်းမှာနှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်သား15ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ရှမ်းတောင်စစ်ဒေသခွဲ အမှတ်တိဗျူဟာက ပြောဆိုလိုက်တဲ့သတင်းဖေခုံမြို့နယ်မှာဦးစင်းနဲ့ကပ္ပရာတို့တပ်ဖြတ်ခံရတဲ့ပေါ့ကျူးလူသူကိုပြည်နယ်တရားရုံးမှာတရားစွဲလိုက်တဲ့ဖြစ်စဉ်ရှမ်းတောင်ချင်းဆိုင်တပ်ရေးတပ်ဖွဲ့တွေ KNDF ဗျူဟာအမှတ်ကိုဖြစ် ပူပေါင်းဖွဲ့စည်းလိုက်တဲ့အကြောင်းနဲ့ပရိုဆိုနာဖက်ချမ်းမှာခွေးကြိုက်ခံရသူတွေရှိနေပြီးကာကွယ်ဆေးထိုးနှံဖို့ငွေချင်းမတက်နိုင်ကြဘူးဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါရှင်။မုံပြဲမြို့မှာနှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကအထိနာခဲ့တဲ့အတွက်မုံပြဲချင်းဆိုင်ခမာရလင်းနေနေတက်စခန်းကိုပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ရှမ်းတောင်စစ်ဒေသခွဲအမတ်တစ်ဗျူဟာကဧပြီလ16ရက်နေ့မှာထုတ်ပြန်ပါတယ်။ဧပြီလ16ရက်နေ့မနေ့9နိုင်ဦးချင်းမှာ မဟာမိတ်တော်လိုင်းရဲ့တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မူပြင်းမျိုးကိုစစ်ကောင်စီကတပ်သားအင်အား100ကျော်နဲ့ထိုးစစ်ဆေးလာခဲ့တာပါစစ်ကောင်စီဘက်ကလူအင်အားပြင် drone လက်နက်ကြီးတွေနဲ့ထိုးစစ်ဆေးလာခဲ့တာဖြစ်ပြီးရှမ်းတောင်စစ်ဒေသခွဲအမှတ်1ဗျူဟာနဲ့ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ရှမ်းတောင်စစ်ဒေသခွဲအမှတ်1ဗျူဟာကတပ်ဖွဲ့တွေဟာ drone တွေနဲ့ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်နှစ်ဖက်တိုက်ခိုက်မှုအတွင်း စက်ကောင်စီဘက်ကတပ်သား15ဦးထက်မနည်းအထိနာခဲ့ပါတယ်။စက်ကောင်စီဟာအထိနာတဲ့အတွက်အရတားပြည်သူတွေရှိတဲ့နေရာတွေကိုတိုက်ခိုက်မှုပုံမပြုလုပ်လို့ရှိတာကြောင့်စိုးရိမ်ထိတ်လန့်နေရတယ်လို့ဒေသခံအမျိုးသားတို့ကပြောပါတယ်။ပြီးခဲ့တဲ့ဧပြီလ16ရက်နေ့ကစက်ကောင်စီရဲ့မိုးပြဲအချင်းဆိုင်ခမာယလင်းနေနေတက်ကနေလက်နေကြီးပြစ်ခတ်ခဲ့တဲ့အတွက်ရိုက်ကုံမြို့နယ်တွင်းကကျေးရွာတရွာတွေကိုလက်နေကြီး၆လုံးထဲမှနဲ့ခြောက်ရောက်ခဲ့ပြီးအမျိုးသမီးတို့ဦးတည်ဆုံခဲ့ပါတယ်။ ဟဲခုံမြို့နယ်ចောင်းထိုင်ဖုံးတော်ကြီးနဲ့ကပြသူဦးကိုတနတ်နဲ့ပြစ်တက်ခဲ့တဲ့ပြားစီချောင်းကတသားသူဦးကိုဈာကာလအစီမံရဖွဲ့စည်းထားတဲ့ Greenie B ပြည်နယ်တရားရုံးမှာတရားစွဲဆိုလိုက်ပြီးဖြစ်တယ်လို့ Greenie ရဲတပ်ဖွဲ့ KSB ရဲ့တာဝန်ရှိသူတဦးကပြောပါတယ်။ပြီးခဲ့တဲ့မတ်လ၄ရက်ည၄နာရီချိန်ဖဲခုံမြို့နယ်နာဟီကျေးရွာအုပ်စုအုံထိုင်ကျေးရွာမှာရှိတဲ့ចောင်းထိုင်ဖုံးတော်ကြီးဆရာတော်ဥဒမတရာနဲ့ကပ္ပိယ ဆိုင်ခင်မောင်လာကိုရှမ်းတောက်ချင်းဆိုင်ပြားစီချောင်းကရဲဘော်မောင်ဘာလာက ပြစ်ထက်ခဲ့တာဖြစ်ပါတယ်။ဂရင်းနီပီရဲဌာနအမတ်၁၁ရဲစခါပါဆောင်မြေဆောင်2025ရဲစတကြီးဥပဒေပုံမှန်နဲ့အမှုကိုဧပြီလ၁ရက်နေ့မှာစတင်အမှုဖွင့်စစ်ဆေးခဲ့တာဖြစ်ပြီး အပြည့်ရှိချောင်းထေရှားတဲ့ရဲဘော်မောင်ဘာလာတယောက်တည်းကိုပဲဧပြီလ၁၇ရက်နေ့မှာတရားဆွဲဆိုလိုက်တာဖြစ်တယ်လို့ပြောပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်အတွင်းလူသတ်မှုနမူးနဲ့ ရာဇဝတ်မှုပြစ်ဒဏ်ခံထိုက်သူလူသိမ်းမှုတမှုကိုကြားကာလအုပ်ချုပ်ရေးကောင်စီလက်အောက်တရားစီရင်ဌာနကလက်ခံဆောင်ရွက်ခဲ့တယ်လို့ IEC ရဲ့တနည်းပြအစီအစဉ်ခန်းစာမှာဖော်ပြထားပါတယ်ရှင်။ရှမ်းပြည်တောင်ပိုင်းမှာစစ်ရေးလှုပ်ရှားတဲ့တပ်ရေးတပ်ဖွဲ့တွေနဲ့ drone တပ်ဖွဲ့တွေပေါင်းစည်းပြီးတော့ရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ်ဟာခရီးလီမျိုးသားများကာကွယ်ရေးတပ် KNDF ဘူဟာအနှက်ကိုဖြစ် ပူပေါင်းဖွဲ့စည်းခဲ့ပါတယ်။ ရှမ်းပြည်တောင်ပိုင်းဒေသခံတော်လိုက်ရေးတပ်ပေါင်းစု SSNRU ရှမ်းတောင်ဒေသခံကာကွယ်ရေးတပ်အမှတ်1005အမှတ်1008 SODF တို့ကရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF အမည်နဲ့ Greeny မျိုးသားများကာကွယ်ရေးတပ် KNDF ဖြူဟာအမှတ်9မှာ SSNDF KNDF BAT 101 102 103နဲ့ drone အဖွဲ့ဖြစ်ပြောင်းလဲဖွဲ့စည်းလိုက်ပြီလို့ရှမ်းတောင်တော်လိုက်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ဧပြီလ19ရက်နေ့မှာထုတ်ပြန်ပါတယ်။ပြောင်းလဲဖွဲ့စည်းထားတဲ့ရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF KNDF ဖြူဟာအမှတ်9အနေနဲ့ခရီးနီမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့စစ်ရေးအမိန့်အောက်မှာဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ပြောဆိုထားပါတယ်။ပြောင်းလဲဖွဲ့စည်းထားတဲ့ SSNDF KNDF ဖြူဟာအမှတ်9ရဲ့စစ်တင်နှန်းကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလ17ရက်နေ့မှာဖွင့်လှစ်ခဲ့တာဖြစ်ပြီးဧပြီလ19ရက်နေ့မှာ တင်းနန်းဆင်းပွဲကိုကျင်းပခဲ့တယ်လို့ KTF ကထုတ်ပြန်ထားပါတယ်ရှင်။ပရိုဆွန်မြို့နယ်နောက်ဖက်ချမ်းကနေရာဒေသတချို့မှာခွေးကြိုက်ခံရသူတွေရှိနေပြီးကာကွယ်ဆေးထိုးနှံဖို့ဆေးဖိုးမတက်နိုင်တဲ့သူတွေရှိနေတယ်လို့ကျန်းမာရေးဝန်ထမ်းတဦးကပြောပါတယ်။ခွေးယူကာကွယ်ဆေးမှာတလုံးကို6000နှုတ်အထိဈေးရှိနေပြီးခွေးကြိုက်ခံရသူတဦးဟာဈေးကို၄ကြိမ်အနည်းဆုံးထိုးနှံပေးရတဲ့အတွက်ဈေးဖိုးမတက်နိုင်ကြဘူးလို့ဆိုပါတယ်။ဒါကြောင့်ခွေးကြိုက်ခံရသူတွေဟာ ာကွယ်ဆေးကိုတစ်ချိန်တိုင်းထိုးနှံပြီးနောက်ထပ်ကာကွယ်ဆေးလာရောက်ထိုးနှံမှုမရှိဘူးလို့ပြောပါတယ်။အများစုကတော့အသက်9နှစ်အောက်ကလေးငယ်တွေနဲ့40ကျော်အရွယ်တက်ကြီးပိုင်းတွေမှာခွေးကိုက်ခံရတာပါ။ကာကွယ်ဆေးမှာယူတဲ့အခါမှာလဲလမ်းကြောင်းအဆင်ပြေတာနဲ့ဆေးသိမ်းစီရတဲ့ရေခဲပုံးမှုရှိတာကြောင့်လဲပုံမခက်ခဲနေကြပါတယ်။ Greenie Bee ဂျာကာလာအစိုးရ NEC ရဲ့မွေးမြူရေးနဲ့ကုသရေးဌာနကနေတရိတ်ဆန်ကာကွယ်ဆေးထိုးနှံတာကို 2024ခုနှစ်နှစ်ကုန်ပိုင်းကစလို့လက်လန်းမိသလားဆောင်ရွက်ပေးခဲ့ပါတယ်။တရိတ်ဆန်ကောက်ရဲ9900ဝန်းကျင်ကိုကာကွယ်ဆေးထိုးနှံပြီးစီးခဲ့တယ်လို့အဲ့ဒီထဲမှာခွေးယူရောဂါကာကွယ်ဆေးအတွက် အကောင်ရည်200ကိုထိုးနှံပေးခဲ့ပါတယ်။ဒါပေမဲ့နေရဒေသအခက်အခဲနဲ့သွားလာရေးအဆင်မပြေမှုတွေကြောင့်တရိတ်ဆန်ကာကွယ်ဆေးထိုးနှံပေးဖို့နေရအလုံးကိုလက်လန်းမမိသေးဘူးလို့ပြောဆိုထားပါတယ်ရှင်။ ကနုရီထိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သက်သတင်းတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ Greeny ဘီသူဘီသားအားလုံးစစ်ဘေးအပါဝင်ကပ်ဘေးအမျိုးမျိုးနဲ့ကေဝေးကြပါစေရှင်။ကျမမော်လင်းများပါ။